။မြောင်ပင်ဆောင်နှက်ကမီးတဲ့အခါမှာကျွန်တော်နဲ့အတူဆွေမျိုးအလုံးချမ်းသာခြင်းပါလေ။မင်္ဂလာပါရှင်မောင်နိုင်ချင်လေးကပြန်နေကြိုဆိုလိုက်ပါလိမ့်ရှင်။ဒီတစ်ပတ်ပြောပြမယ့်ပုံမြင်လေးကတော့လူတူဦးလာရဲ့မောင်ကောင်းနဲ့မောင်ဖြောင်းဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုမကြည့်ခင်မှာ VPN ခံပြီးတော့ကြည့်ဖို့ပန်ကြားပါရစေရှင်။ရှေးခါကယွာဒီဝါမှာမောင်ကောင်းနဲ့မောင်ဖြောင်းလို့ခေါ်တဲ့လူနှစ်ဦးရှိပါတယ်။ ။ဒီနေ့မှာမောင်ကောက်ကမောင်ဖြောင့်စီသွားပြီးတော့သူ့လိုကောက်ကွေးဖို့တင်ပေးပါတယ်။ကောက်နေတဲ့ဓာတ်ကိုပြပြီးတော့လူဆိုတာဖြောင့်နေလို့မရဘူး။ကောက်မှစားရတာ။ဓာတ်ကောက်ကိုကြည့်ပါလား။ကောက်မှအလုံးလို့လို့ရတာ။ဒါပေမဲ့မောင်ဖြောင့်ကဖြောင့်မြဲဖြောင့်စေပါ။ဒီနေ့မှာမောင်ကောက်နဲ့မောင်ဖြောင့်တို့ဟာလက်ပယ်ရောက်မှုသွားကြတယ်။အပြန်လမ်းမှာမောင်ကောက်ကအကောက်ကျန်တော့တာပေါ့ ခီးသွားရင်မိုးချုပ်တော့လမ်းမှန်စခန်းချပြီးနားရပါတယ်။မောင်ဖြောင်းအိပ်ပျော်နေတဲ့အချိန်မှာအကြံသမားမောင်ကောက်ကမောင်ဖြောင်းရဲ့မျက်လုံးနဲ့အန်ကိုက်တွင်ကြတဲ့တစ်ကိုင်းကွားတစ်ခုကိုအချုံပြုတ်ပြီးတော့ကြတော့မောင်ဖြောင်းရဲ့မျက်လုံးနှလုံးကိုချိန်ရွယ်ပြီးထိုးဆိုင်လိုက်ပါတော့တယ်။မောင်ဖြောင်းကအင်မတန်နာကျင်လွန်းလို့လူလိနေတဲ့ကြားကနေတငယ်ချင်းပြေးပြေးဓမြဓမြ လွန်ပြီးပြီတော့လို့ပြောရှာပါတယ်မောင်ကောက်ကတော့မောင်ဖြောင်းရဲ့ငွေနဲ့ပစ္စည်းတွေယူပြီးတော့ပြေးပါတော့တယ်မျက်လုံးနှလုံးကြွယ်သွားတဲ့မောင်ဖြောင်းကလည်းခြေဥတရားတော်ရင်နဲ့ညောင်မင်းကြီးတပင်အောက်ကိုရောက်သွားပါတယ်ပင်မန်းလို့တော့ညောင်မင်းအောက်မှာပဲအိပ်ပျော်သွားပါရောမနစ်လင်းတော့ညောင်ဆောင်နှက်ကလည်းထူးဆန်းတဲ့ယောက်ျားကိုတွေ့ပြီးသူတော်ကောင်းလားသူရုပ်မာလားခွဲခြားသိခြင်းလို့ ိပ်ပျော်နေတဲ့မောင်ဖြောင်းရဲ့နှကောင်းထဲမှာမြက်ပင်ထည့်ပြီးစံသက်ကြည့်ပါတယ်နှကောင်းထဲကိုမြက်ပင်ဝင်တော့မောင်ဖြောင်းကဖျားကိုတတယ်ညောင်ဆုံးနှက်ကခုနှစ်ကြိမ်စံသက်ကြည့်ပြီးမောင်ဖြောင်းကလည်းဒေါသမရှိဘူးဆိုတာကိုညောင်မင်းသောကသိသွားပါတယ်အဲဒါကြောင့်ညောင်ဆုံးနှက်ကမျက်စိအလင်းပြန်ရအောင်ကုသပေးလိုက်ပါတယ်ပြီးတော့ရွှေတုံးရှစ်တုံးကိုလည်း ပေးလိုက်ပါတယ်။မောင်ဖြောင်းလေးရွာကို ပြန်လာခဲ့တယ်။မောင်ကောက်ကမောင်ဖြောင်းပြန်လာတာကိုမြင်တော့ဝမ်းသာဟန်ဆောင်ပြီးဘာမှမလုပ်ထားသလိုပုံစံနဲ့တည်င်းလာမိတယ်။မောင်ဖြောင်းကတော့အဖြစ်မှန်ကိုပြောပြတာပေါ့။အဲ့ဒီအခါလောဘကြီးတဲ့မောင်ကောက်ကမောင်ဖြောင်းလိုပဲရွှေရည်ရချင်တာနဲ့သူ့ကိုညောင်မင်းအောက်ပို့ပေးဖို့ပူဇာတော့တာပါ။ပြီးတော့ ငါခိုင်းတယ်လို့လုံးမပေးရင်မင်းတို့တအိမ်လုံးတက်မယ်လို့လေကြိမ်းမောင်းပါသေးတယ်မောင်ဖြောင်းလည်းပြောများတဲ့တငယ်ချင်းမိုက်ကိုညောင်မင်းစီပို့ပေးရပါတော့တယ်မောင်ဖြောင်းကတော့တငယ်ချင်းရဲ့မျက်လုံးကိုတော့မဖောက်ရပါဘူးနောက်ဆုံးစိတ်မရှိတတ်တဲ့မောင်ကောက်ကစူးကွားနဲ့သူ့မျက်လုံးကိုသူကိုယ်တိုင်ပဲထိုးဖောက်လိုက်တာပေါ့မောင်ဖြောင်းကစိုးရင်ကြောက်ရွံ့စွာနဲ့ပဲအိမ်ကိုပြန်ပြေးပါတော့တယ် မနဲ့လင်းမြန်တော့ညောင်မေဆောင်နဲ့ကလူသားတူညင်းညူနေတာတွေ့ရပြန်တယ်။ညောင်မေဆောင်နဲ့ကသူ့ကောင်းတဲ့သူ့ရုံမှာ ခွဲခြားတည်ရအောင်မောင်ဖြောင်းကိုစံသက်ခဲ့တယ်လို့ပဲစံသက်ပါလေ။မောင်ကောက်ကနှာခေါင်းနဲ့မျက်ပြင်ဝင်တာနဲ့သူ့စရိုက်တိုင်းဆဲတော့တာပါ။ညောင်မင်းဆောင်နှက်ကလည်းဆက်ပြီးစမ်းသက်ရာသူတော်ကောင်းကိုပြမသူဖြစ်တာကိုတီးလေရပါတယ်ဒါပေမဲ့ မိဘဆွေမျိုးများကစိုးဆုံးမမှုမရှိလို့သာဒီလိုမိုက်မဲရတာလို့စဉ်းစားမိပြီးမျက်စိမြောင်ကုပေးလိုက်ပါတယ်။အဲ့ဒီနောက်တင်တူးတဲ့ချမ်းသာလိုတာလားဆွေမျိုးသားချင်းအလုံးမှာ ချမ်းသာလိုတာလားလို့ မောင်ကောက်ကိုမေးပါတယ်။မောင်ကောက်ကကျွန်တော်နဲ့အတူဆွေမျိုးအလုံးမှာချမ်းသာလိုပါတယ်လို့ဖြေလိုက်ပါတယ်။ကောင်းပြီတင်အားရွှေတုံးများထည့်ထားတဲ့တောင်းကိုပေးလိုက်မယ်။ဆွေမျိုးအလုံးစုံမသား တောင်းကိုဖွင့်မှလို့ညောင်ဆောင်မကမာလိုက်ပါတယ်။မောင်ကောက်လဲဝန်းသာအားနဲ့ရွာကိုပြန်ရောက်တော့ဆွေမျိုးအလုံးကိုသူ့အိမ်ကိုခေါ်ပြီးတောင်းကြီးကိုဖွင့်လိုက်တာ။တောင်းထဲမှာရွှေတုံးတွေကိုတွေ့ရတော့အလွန်ပျော်ရွှင်နေကြတာပေါ့။ဒါပေမဲ့မကြခင်မှာပဲရွှေတုံးတွေကမွေကြီးတွေဖြစ်ပြောင်းလဲသွားပြီးတော့မောင်ကောက်နဲ့အတူမောင်ကောက်ငယ်စဉ်ကမဆုံးမခဲ့ကြတဲ့ဆွေမျိုးတွေကိုပါ ကြိုက်တက်လေးပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်ပါ